ချက်စီတင်းကိုအပိနေကြရဲ့ဘရာသာညီကိုပြိသက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေလို့ဥစွာပြမနှုတ်ခွန်းဆက်တာလိုက်ပါရယ်ဒီဗီဒီယိုမှာလည်းကျွန်တော်တွေမနက်ခင်းတွက်ချက်စီတင်းအကြောင်းအရာလေးတွေကိုတစုစီးတဲ့စုစီးဖော်ပြတင်ဆက်ပေးတော့မှာဖြစ်ပါရယ်ဆိုတော့ဗျာကျွန်ချက်စီတင်းတွေတင်ဆက်တဲ့နေရာမှာ AACC နဲ့ဒါကျွန်တော်တို့တည်တည်ချာချာလေးအကျေတဝန့် တင်ဆက်ခြင်းတဲ့အပိုင်းတွေရှိပေမဲ့လည်းအဖက်ဖက်ကအကြောင်းရင်းတွေကြောင့်ပေါ့နော်နည်းနည်းလေးခက်တော့တော့ပဲတင်ဆက်ပေးနေရတာကိုတော့နည်းနည်းလေးနားလည်ပေးစီခြင်းပါတယ်အပရမအောင်ဆုံးတည်င်းတပုတ်နေရကျွန်တော်တို့ရဲ့တောင်ပန်ကစားသမားဖြစ်သူမာဒူဂီနဲ့ဆက်နေတဲ့တည်င်းလေးဖြစ်ပါတယ်။ဆိုအားလုံးသိတဲ့အတိုင်းပဲလက်ရှိမှာမာဒူဂီကချက်စီအသင်းနေနဲ့ရောင်းချဖို့အတွက်အတန်နေထွက်နေတဲ့ကစားသမားဖြစ်တဲ့လက်ရှိထွက်ပေါ်တဲ့တည်င်းညာဆိုလို့ရှိရင်တော့လက်ရှိနီးပြဖြစ်သူအန်ဆိုမာရက်စ်ကအနေနဲ့ မာဒူဂီနဲ့ပတ်သက်ပြီးတော့တံမိုးထားမှုရှိတယ်ကြီးကြီးမားမားကိုရှိတယ်ဒါပေမဲ့ချက်စီသင်းရဲ့ဘုတ်ဖွဲ့ဝင်တွေဘက်ကအဲသူတို့အနေနဲ့ဒီတိုက်စစ်မှုတွေကိုထပ်ဖြည့်အောင်မယ်ဆိုတဲ့အနေအထားမျိုးရည်တည်နေသလိုအဲသူတို့ကဘယ်လိုပြောမလဲ switch လုပ်ချင်တဲ့အနေအထားမျိုးပေါ့နော်အပြောင်းလဲပြုလုပ်ချင်တဲ့အနေအထားမျိုးရှိနေတဲ့အချိန်မှာမာဒူဂီကိုသူတို့က ရောက်ချဖို့အတွက်ဆန္ဒရှိတယ်။အထူးသဖြင့်မာဒူဂီနဲ့ပတ်သက်လို့ရှိရင်ပေါင်တန်း90 plus အထုံ bonus တွေပေါ့နော်။ဒါမျိုးတွေကိုချက်စီးရဲ့တာဝန်ရှိသူတွေကလိုချင်နေတယ်လို့သိရတယ်။ပြီးတော့လွန်ခဲ့တဲ့တပတ်တုန်းကဆိုလို့ရှိရင်လည်းအာဆင်နယ်နဲ့ချက်စီးတင်းတို့ကြားမှာမာဒူဂီရဲ့ saturation တွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာတွေရှိတယ်။အာဆင်နယ်ဘက်ကမာဒူဂီရဲ့ဒီရှေ့ဆက်မဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ချက်စီးတင်းကိုတိတိ ဟိုပါဘောเนาะလောကရှင်းရှင်းလင်းလင်းပွင့်လင်းမြင်သာစွာနဲ့အဲဆွေးနွေးခဲ့တာရှိရလို့ကျွန်တော်သိရတယ်။ဒါပေမဲ့ဟိုဆုံးဖြတ်ချက် decision ချမှတ်ခဲ့တာမျိုးတော့ Chelsea အသင်းဘက်မှာ Arsenal အသင်းဘက်မှာရောမရှိဘူး။သို့တော့လက်ရှိအချိန်ထိ Arsenal ဟာဒီ Matuidi နဲ့ပတ်သက်လို့ရှိရင်သူတို့ရဲ့စိတ်ဝင်စားမှုကိုဆက်လက်ပြီးထားရှိနေစေဖြစ်တယ်ဗောနော်။ဆိုတော့ အဲတစ်ဖက်မှာလဲမာဒူဂီကဒီလာမယ့်ရာသီမှာဆိုလို့ရှိရင်အပြိုင်ဆိုင်တွေအများကြီးဖြစ်လာမယ့်အနေအထားမျိုးတွေရဲ့ဒါချက်စီဘက်ကသူ့ကိုဒီလိုမျိုးရောင်းချဖို့ရဲဒီ transformer စဉ်းစားရဲဆိုတဲ့အချက်တွေကလည်းသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးကစားသမားကိုယ်တိုင်ဆုံးဖြတ်ရမယ့်တချို့သောအပိုင်းလေးတွေလည်းပါဝင်နေရလို့ကျွန်တော်နေသိရတာပဲဖြစ်ပါတယ်ဆိုတော့ ဒီ transfer window မှာ Madugi ဟာဒီရောင်းချခြင်းခံရနိုင်တဲ့နိုင်ငံသားသမားလို့ကျွန်တော်တို့အနေနဲ့အပြေအဝါသတ်မှတ်လို့ရတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့အနေနဲ့စောင့်ကြည့်သွားမှာပါတစ်ဖက်မှာလည်းကျွန်တော်တို့ဒါ Tottenham တော့ Spa အသင်းအနေနဲ့ပေါ့နော် Mohamed Scudas နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လှုပ်ရှားမှုတွေကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်လာတယ်လို့သိရပါတယ်ဆိုတော့မနေ့ကလည်းကျွန်တော်အနေနဲ့ပြောခဲ့တာရှိတယ်ကူဒတ်စ်နဲ့ပတ်သက်ပြီးတော့ချက်စီးတဲ့သတင်းတွေကတော်တော်ကိုကြည်ကြဲပြက်ပြက် ထွက်ပေါ်နေတာပေါ့နော်ချက်စီတင်းကလက်ရှိမှာရာအိုပက်ထရိုခေါ်ပြီးပြီးရာမဲဂီတန်ခေါ်ပြီးပြီးဒါပေမဲ့ကူဒက်စ်နဲ့ပတ်သက်ပြီးတော့သူတို့ဆက်လက်ပြီးအရှင်ဟုန်မြင့်လှုပ်ဆောင်ဆဲဖြစ်တယ်ဆိုတော့ဝက်ဆန်နဲ့ချက်စီတင်းတို့ဂျာမာလဲကူဒက်စ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေကရှိနေတဲ့အချိန်ဒီမနက်တက်တဲ့ report မှာဆိုလို့ရှိရင်တော့တော်တာနော့စပါအသင်းက ဟိုကူဒတ်စ်နဲ့ပတ်သက်ပြီးတော့ဗောနော်အမြန်ဆုံးဒန်နီဖြစ်နိုင်မှုအတွက်ကိုစူးစမ်းလာတယ်လို့သိရတယ်။ဒီနေထားကြောင်ချက်စီတင်းဘက်ကလည်းဒါသူတို့ရဲ့ပြစ်မှတ်ဖြစ်နေတယ်ဗောဗျာ။ဆိုတော့သူတို့ကအတော်မတတ်နိုင်သေးဘူးဒီတိုက်စစ်ဖြစ်တင်းမှုနဲ့ပတ်သက်လို့ရှိရင်ဆိုတော့ကူဒတ်စ်ဟာသူတို့ရဲ့ဒီတတိယမြောက် option ထဲမှာဆိုလို့ရှိရင်ဒါထိတ်ဆုံးကနေရောက်ရှိနေတဲ့ကစားသမားဖြစ်တယ်။ဆိုတော့ဒါအကြောင်းမလို့ Tottenham Hotspur တဲ့လက်ဦးမှုမရခင်မှာ ဝဆန်းနဲ့ဆွေးနွေးနိုင်ဖို့ပေါ့နော်သဘောတူညီမှုရနိုင်ဖို့တဲ့ချက်စီသမကလည်းအပြင်းထန်စူးစမ်းနေလို့သိရတယ်ရိုမာနိုရဲ့ဖော်ပြချက်မှာတော့အဲဘယ်အသင်းကပိုပြီး favor ဖြစ်တယ်ဘာညာဆိုပြီးတော့ Kudas ဘက်ကမတက်မတ်ထားပေမဲ့လေဒီ Watson နဲ့အရင်ဆုံးသဘောတူညီမှုရနိုင်တဲ့အသင်းကနောက်တစ်ပြားတာသွားနိုင်တဲ့နေထိုင်မှုမှာရှိနေတယ်လို့ကျွန်တော်တို့သိရတယ်ဆို Kudas နဲ့ပတ်သက်ပြီးတော့ကတော့ Chelsea တင်းတော့တကယ်ကိုအဲဘယ်လိုပြောမလဲ နေ့ကလည်းအရှင်ဟုံမြင့်လှုပ်ဆောင်ဒီနေ့ကတော့ပြိုင်ဘက်ကပို့ပြီးနီးဆက်လာတယ်ဆိုတဲ့သတင်းတွေကြောင့်ချက်စီးတင်နေတဲ့တက်ပို့ပြီးအရှင်ဟုံမြင့်လှုပ်ဆောင်မလားဒါမှမဟုတ်စပါကိုပဲအသားလေးထိုးပေးလိုက်မလားပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ချက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဆိုတော့စပါကိုတိုင်းကလည်းဒီကူဒက်စ်ကိုသူတို့အနေနဲ့ top target အနေနဲ့သဘောထားပြီးတော့ကိုလိုက်နေတယ်ဆိုတဲ့အခြေအနေမှာရှိတယ်ကျွန်တော်နားလည်ထားတာပဲဖြစ်ပါတယ်ဆိုတော့မိုးကမတ်ကူဒက်စ်ရဲ့ပြိုင်ပွဲမှာဘယ်အသင်း တာရမလဲပေါ့နော်ဒါကြောင့်ရာဝပက်ထရိုးတို့ရာမေဂရန်တို့ခုံယူတော့ကခြားတော့ကလပ်အသင်းတွေကိုနောက်ကောက်ချနိုင်ခဲ့တဲ့ချက်ဆီအသင်းတွေနဲ့ဒီတစ်ခေါက်ရောတော်နန်တော့စပါအသင်းကိုနောက်ကောက်ချပြီးတော့ကူဒက်စ်ကိုခုံယူနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်။တစ်ဖက်မှာလည်းကျွန်တော်စိတ်ဝင်စားနေတယ်မာလစ်ဖိုဖာနာပေါ့နော်။ဆိုတော့ဒါကတော့ကျွန်တော်နည်းနည်းလေးသတင်းကနည်းနည်းဟိုဟိုအသင်းမားရမားနိုင်တယ်နျူကာဆယ်လားမသိဘူးနျူကာဆယ်ကလက်ရှိဒီမာလစ်ဖိုဖာနာကိုရရော့ပင်လို့ကျွန်တော်ကြားတယ်။ဒါပေမဲ့အဲတော်တော်လေးနီးစပ်နေပြီလို့ကြားတယ်ပေါ့နော်။လိုင်ယွန်နဲ့ new car ဆယ်လားမသိခင်ဗျာကျွန်တော်အဲ့အရာလေးတခုတော့နည်းနည်းမှားနိုင်တယ်ဆိုတော့အအဓိကပြောချင်တာက Malik Fofana ကဒီ UCL ဝင်တဲ့ကလပ်သင်းတွေကလပ်မှုကိုစောင့်နေဆိုတဲ့အချက်ပါပဲအားလုံးသိတဲ့အတိုင်းပဲဗျာဒီ Fofana ဆိုလို့ရှိရင်လည်း Chelsea အသင်းနေနဲ့ဟိုးအရှိမာကလေးကရာမဲဂစ်တန်တို့နဲ့အပြိုင်သတင်းထွက်ခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနောက်ပိုင်းမှာတော့ Malik Fofana နဲ့ပတ်သက်ပြီးအသံငါနည်းနည်းလေးတိတ်နေတယ်ဆိုတဲ့အနေအထားမျိုးမှရှိတယ်သို့တော်များလဲပဲပေါ့နော်ကျွန်တော်တို့ဒီ အာမာလီဖိုဖာနာကိုရိုင်းကတော့ဒါချန်ပီယံလိဝင်ခွင့်ရတဲ့ဒီကလပ်အသင်းတွေပေါ်မှာအဲသူ့ကိုကမ်းလှမ်းလာမယ်ကမ်းလှမ်းချက်တွေကိုတော့အဲစောင်းစောင်းမျှော်နေတာရှိတယ်လို့ကျွန်တော်သိရတယ်အဲနောက်ပြီးတော့ကျွန်တော်တိုက်စစ်နဲ့ပတ်သက်လို့ရှင်ရင်လက်ရှိမှာဒီမာတူဂီအပါဝင် အဲကျွန်တော်ခရစ်စတိုဖာအန်ကန်ကူနောက်ပြီးတော့နီကလက်ဂျက်ဆင်တို့ဟာဆိုလို့ရှိရင်ချက်စီသင်းနေနဲ့ရောင်းချနိုင်တဲ့ကစားသမားတွေထဲမှာပါဝင်နေလို့သိရတယ်အထူးသဖြင့်ချက်စီသင်းကအဲဒီလာမယ့်ရာသီမှာပေါ့နော်သူတို့နံပါတ်9 position အတွက်အဲကြီးကြီးမားမားပြောင်းလဲမှုတွေကိုအာဒီတာဆန္ဒရှိနေတယ်အဲ့ဒီထဲမှာဂျက်ဆင်ကိုသူတို့ကမယောင်းပြည့်လည်းမယောင်းဖြစ်ဘူးပေါ့ဗျာဒါပေမဲ့ ဟိုကမ်းလန်းလာတဲ့ကမ်းလန်းချက်တွေဒါကောင်းမယ်ဆိုလို့ရှိရင်တော့ Justin ကိုတော့မှသူတို့အနေနဲ့တိတ်ပြီးတော့ထိန်းထားခြင်းတဲ့အနေအထားမျိုးမှမရှိဘူးလို့သိရတယ်။နောက်ပြီးတော့ Christopher Ankangu ကိုလည်းသူတို့အနေနဲ့အမြန်ဆုံးအသင်းကနေပြီးတော့ဒါရောင်းချခြင်းနေတဲ့ဆန္ဒရှိတယ်။ဘာလို့လဲဆိုတော့သူတို့အနေနဲ့နောက်ထပ်ဒီတိုက်စစ်မှုပေါ့နော် attacking ပိုင်းမှာဒါ forward တွေကိုထပ်ပြီးဖြည့်တင်းအောင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့လက်ရှိဒီကျွန်တော်ခုနက mention လုပ်ခဲ့တဲ့၃ယောက်ဟာဆိုလို့ရှိရင် Chelsea တင်းအရန်ရောင်းကျင်တယ်ပေါ့နော်အရန်ရောင်းကျင်တယ်ဆိုတော့ဘယ်လိုပြောမလဲဟိုတိတ်ထိမ်းထိမ်းဖို့အတွက်ဆန္ဒမရှိဘူးဆိုတော့အနေထားမျိုးမှာရှိနေကျွန်တော်တို့လည်းသိရတာပဲဖြစ်တယ်ဆိုတော့အကန်ကူကတော့တိတ်ပြီးတော့ကျွန်တော်အဟောစရာတော့မဟုတ်ဘူးပြီးခဲ့တဲ့ရာသီကဒါ ရောင်းချမယ်ဆိုတဲ့အတန်ထွက်ပြီးသားမာဒူဂီကတော့ဒီ transfer မှာအတန်နည်းနည်းလေးထွက်တာကြာပြီဒါပေမဲ့ဒီ Jackson ကတော့အဲ့လိုမျိုးထွက်ထွက်နေတာလေးကတော့ကျွန်တော်နည်းနည်းတော့တန်တရားဖြစ်မိတယ်ပေါ့နော်ဘာဒိတ်ပဲလဲပေါ့နော်ဆိုတော့ Jackson ကဒီ Maris ကအနေနဲ့တော်တော်လေးသဘောကျတဲ့ fast choice player တယောက်ပဲဗျာဒါပေမဲ့အခုဒီ transfer မှာသူကမာဒူဂီလောက်တာမထွက်ပြီးမှသူလည်းအတန်လေးကရေးတရေးတေးပေါ့နော်ထွက်နေတဲ့အပိုင်းကြီးတော့ကျွန်တော်တို့အနေနဲ့တွေ့ရတယ်ဗျာဒါကိုတော့တစ်ချက်ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်တိုက်စစ်မှုနဲ့ပတ်သက်လို့ရှိရင်ဒါချက်စီးတင်ဘလောက်ထိဟိုအပြောင်းလဲတွေမြင်တွေ့ခြင်းတွေလဲဆိုတော့ကျွန်တော်တို့ဒါတိတာထင်ဟပ်စေတဲ့အဲဟောပေါ့နော်ဟိုအနေထားတစ်ခုလို့ကျွန်တော်နေပြောလို့ရတာပဲဖြစ်ပါတယ် ။ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ Borussia Dortmund အသင်းကဆိုလို့ရှိရင်ကျွန်တော်တို့အသင်းရဲ့ကိုယ်လက်ကစားသမားဖြစ်သူ Kane Schumacher ကိုဒီ Club World Cup ပွဲစဉ်တွေပြီးတဲ့အထိသူတို့အသင်းမှာဆက်ထိန်းထားနိုင်မှုတွေ Chelsea တင်းနဲ့သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါဗျ။ Chelsea တင်းဘက်ကလည်းဒီ Dortmund ရဲ့တောင်းဆိုချက်ပေါ်မှာလိုက်ရောခဲ့တယ်ပေါ့နော်။ဘာလို့ Dortmund နဲ့ Chelsea ဆိုတာက transfer တွေအများကြီးဒါလုံးရတယ်ဆိုတဲ့အနေအထားမျိုးမှာရှိနေတဲ့အချိန်ပေါ့နော်။အဲ့ဒါပြီးတော့မှပဲ Kane Schumacher ရဲ့ဒီလာမယ့် ဒီအနာဂတ်အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ချက်စီးတဲ့ဒေါ့မုံတင်းတို့ဂျာမားဆွေးနွေးမှုတွေပြုလုပ်သွားမယ်လို့ကျွန်တော်နေနားလည်ထားတာပဲဖြစ်တယ်ပေါ့နော်ဒါပြီးတော့မှပဲဆုံးဖြတ်သွားမယ်ဆိုတော့ဟိုပါ saturation မျိုးမှာရက်တည်နေလို့ကျွန်တော်နေသိရပါတယ်ဆိုတော့ carnation omega ကလည်းเนาะကျွန်တော်ချက်စီးအသေးအနေနဲ့အဲရန်ကြီးဟိုအတုံးမချတတ်တာလားသူပဲ ရုံးကန်နေရတော့မသိဘူးပဲထားပါတော့ပိုရစီယာဒေါ်မွန်ဒီမှာဆက်ရှိမယ်။နောက်ပြီးတော့ကျွန်တော်တို့ Tyree Jock လေးကိုလည်း Chelsea တင်းနေနဲ့အငှားချမယ်လို့သိရပါဗျ။အထူးသဖြင့်တော့ Chelsea တင်းက Tyree Jock ကိုဟိုသူတို့အတွက်တကယ်ကို highly rated player တောက်နေနဲ့သတ်မှတ်ထားတာပေါ့နော်။ဒါကြောင့်မလို့သူတို့အတွက်အရေးကြီးဆုံးကကစားသမားရဲ့ development ပဲပေါ့နော်။ဆိုတော့ development ရဖို့အတွက်ဆိုလို့ရှိရင်သူတို့အနေနဲ့အသင်းမှာဆက်ထိန်းထားမယ်ဆိုရင်ကစားသမားတော့ gain တိုင်းအရန်နည်းသွားလိမ့်မယ်လို့ Chelsea တင်းကယူဆတယ်။ဒါကြောင့်အငှားချလိုက်တာကဒါလင်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်တယ်လို့ချက်စီသစ်မကယုံကြည်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲကျွန်တော် Thyroid job လေးကိုလည်းငားချမဲ့ option ကိုချက်စီသစ်နေရွေးချယ်ထားတယ်လို့သိရပြီးတော့ဒီရာဒီမှာတော့ငားချမဲ့ချက်စီသစ် squad မှာပါဝင်မှာမဟုတ်ဘူးလို့ကျွန်တော်လည်းနားလေထားတာပဲဖြစ်ပါတယ်ခင်ဗျာဒါဒီကတော့ကျွန်တော်အနေနဲ့ဒီကနေ့မနက်ခင်း video လေးမှာ disappointment နဲ့ Chelsea တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့ brother ညီကိုပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးကိုနောက်ထပ် Chelsea တဲ့အကြောင်းအရာတွေနဲ့ပြန်တွေ့ပါမယ်အားလုံးပဲ see you next video ပါနော်